ဟုတ်ဟယ်လိုအားလုံးမင်္ဂလာပါခုလိုမျိုးဒီအချိန်အထိမှာတပန်ပြန်လဲပြီးတော့မှဘုရားခင်ရဲ့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုသူတို့ကကျွန်တော်ခံယူဖို့ရန်အတွက်ပို့ဆောင်ပေးတဲ့ဘုရားရှင်နာမပုံကြည်ပါစေဒီအောက်ထပ်မှာဒီနေ့မှပထမဆုံးနှုတ်ကပတ်တော်ပြန်လဲဝင်ငှားတဲ့အချိန်ဖြစ်ပါတယ်ဗောနောအတန်တွေကဟုတ်တယ်ကျွန်တော်တို့အတန်တွေနည်းနည်း short ထားလိုက်တော့ကိုယ်အတန်ကိုပြန်မကြားရဘူးတရားနဲ့ဆိုတော့အတန်ကြားရလား ကဲကြားနိုင်ခွင့်ပေးတဲ့ဖျားရှင်နာမပုံကြည်ပါစေကျွန်တော်ကြားချင်လဲမကြားနိုင်တဲ့သူတွေအများကြီးရှိတယ်ဘုရားခင်ကကျွန်တော်တို့ကိုကြားမှချင်းကြားနိုင်တဲ့ခွင့်ပေးလို့ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်ခံယူရမှာဖြစ်တယ်ဆိုတော့ကျွန်တော်အရင်ဆုံးကျွန်တော်ရဲ့အသက်တာအတိတ်ဘုရားလက်တော်ထဲမှာစကားအနံပြီးတော့မှအစာပြုရအောင်ဖျားရှင်ကိုရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်ကိုရောဖျားကောင်းမြတ်ပါတယ်တာသမီတို့အသက်တာပေါ်မှာကိုရောဖျားဒီဒီ2025အပရီလတပတ်ပြီးတပတ်ကိုရောဖျားပို့ဆောင်ပေးလက် ကနေ့ဧပြီလရဲ့နောက်ဆုံးအပတ်လွန်ငယ်ဝတ်ပြုအစီအစဉ်ထဲမှာတာသမီတို့ဤများလောက်စိုးဝေးလက်ကိုတို့ဖရားရဲ့နှုတ်ကပတ်တော်အသက်ရှင်တဲ့အရာတွေကိုတို့တို့ကစင်ချင်ခွန်အားယူရမှာဖြစ်လို့ကျေးဇူးတင်တယ်။ဖာဖျားခင်စင်ချင်ခွန်အားယူတဲ့အခါမှာတာသမီတို့အသွင်ဝိညာဉ်ထဲမှာတကယ်ပဲကိုတို့ဖရားဖွံ့ပြအလင်းပေးတဲ့အရာတွေကိုသိမြင်နားလည်စေပြီးတော့မှကိုတို့ဖရားထံတော်မှာကျေးဇူးတရားနဲ့တာ၍ကြီးရင်တော်အသက်တာတည်တည်ဖြစ်စေပါ။နှုတ်ကပတ်တော်နဲ့အတူဒီနေ့နားလည်နိုင်ဖို့အသက်တာအတိအသေးကိုဆက်ကတ်အနန္တရဲ့အခါမှာမြတ်တော်တခင်ယေရှုနာမကိုမြှူးလက်ဆုတောင်းကဆက်ကတ်အနန္တပါရဲ့အဖဖရားတခင်အာမင် ဒီနေ့နှုတ်ကပတ်တော်အားပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီနည်းနည်းဘယ်လိုပြောမလဲနိုင်ရှင်ပြီးမှာပေါ့နော်ဒီနိုင်ရှင်ပြီးတော့မှအားပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ physically ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့မြင်တွေ့နေရတဲ့အရာတွေကိုကျွန်တော်တို့ဒီအရာလေးတွေနဲ့အားပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဒီနေ့ဝေငှမ်းမယ့်အကြောင်းအရာလေးကလည်းဒီ April ပထမပတ်မှာကျွန်တော်တို့ဒီမှာပွဲတော်ခံယူတဲ့အခါမှာကျွန်တော်ကြားရတဲ့ 自家当地批发的，就是什么菠萝，是啊，这个菠萝便宜的，看嘛，这个菠萝来看，比如嘛，这个菠萝都几十多钱一斤，看嘛，你是自家当地搞亚的批发的，这个姜芽你搞吧嘞，是不？啊，挑选一下送到阿清，所以嘛，自家当地摘的批的，你看嘛，今天要带点嘛，这个菠萝看有劲呢，今天适当比嘛，自家当地嘞看嘛，啊，挑选一下送到阿清，所以嘛，今天自家批的，没空来的苦，要来了。 အဲ့ဒီအပျော်ရွှင်ရဆုံးသောအချိန်ကပဲချိန်များလဲဆိုမှကျွန်တော်အထဲမှာအဲ့ဒီအရာလေးပေါ်လာတာဖြစ်တယ်ဒါကြောင့်ဒီနေ့လူငယ်စစ်စင်ထဲမှာပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ဝင်ခဝင်ခမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အပျော်ရွှင်ရဆုံးသောအချိန်လို့ပြောတဲ့အခါမှာလူတိုင်းလူတိုင်းကပျော်ရွှင်ခြင်းကို ရှာဖွေကြတဲ့လူတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဘယ်သူမဆိုဘယ်လူသားမဆိုကျွန်တော်တို့ 表兄亲哥下回来留人皮的，谁不愿意他妈个来？都个来表兄的阿呀哥下回来皮的。比了嘛，阿说罗哩，有些心里个咧，你表兄亲的哥哥帮爹娘来皮巴嘞。只喏罗姐妹说，巴么说巴么说，老的，老的阿呀的苦大人家。只喏阿罗弟老的哥哥，老我老我没表亲不。只喏老的弟阿呀哥，只喏表兄姐妹阿呀亲不熟的路，送的阿妈咪洗老婆。 ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်နေစဉ်ကြီးတဲ့အခါမှာဒီပျော်ရွှင်ခြင်းတရားကကျွန်တော်တို့အသွေးအင်မတန်မှအရေးကြီးတယ်ဆိုတာကျွန်တော်နားလည်တယ်ကျွန်တော်တို့အားလုံးလည်းပျော်ရွှင်ခြင်းကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီပျော်ရွှင်ခြင်းရဲ့အဓိပ္ပာယ်ကြီးတဲ့အခါမှာပျော်ရွှင်ခြင်းကသူရဲ့အဓိပ္ပာယ်ကဘယ်လိုရှိတယ်လဲဆိုတော့ကျွန်တော်စိတ်ခံစားမှုရဲ့ကျေနပ်မှုကျွန်တော်စိတ်ထဲကနေအေးချမ်းစေတဲ့အရာပြောမယ်ဆိုရင်ကျွန်တော်ပျော်ရွှင်ခြင်းဆိုတဲ့အရာကကျွန်တော်တို့ရဲ့ စိတ်နှလုံးသားထဲမှာကျေနပ်တဲ့အရာစိတ်နှလုံးသားထဲမှာအေးချမ်းမှုကိုပေးစွမ်းနိုင်တဲ့အရာကိုပျော်ရွှင်မှုလို့ခေါ်တာဖြစ်တယ်ဆိုတော့ဒီပျော်ရွှင်ခြင်းရဲ့ဒီအချက်ပေါ့နော်အပျော်ရွှင်ရဆုံးသောအချက်ကျွန်တော်ဒီနေ့ပြင်ဆင်လာတာကအချက်၄ချက်ပြင်ဆင်လာတယ်အပျော်ရွှင်ရဆုံးသောအချိန်ဘယ်မှာလဲကျွန်တော်တို့လူတွေအားလုံးကြည့်တဲ့အခါမှာဒီ harvest တက္ကသိုလ်ကနေပေါ့နော်တို့နှစ်ပေါင်း80တို့ကသူ့ဒေသနာလောက်ထားတဲ့အထဲမှာဘယ်အရာကိုတို့တွေ့တယ်လဲဆိုတော့ချိရတဲ့မိသားစု မိတ်ဆွေတွေနဲ့အတူဖြတ်တန်းရတဲ့အချိန်ကအပျော်ရွှင်ရဆုံးသောအချိန်ဖြစ်တယ်ဆိုမှပထမတစ်ခုမှကျွန်တော်တွေ့ရတယ်မှန်ပါတယ်ကျွန်တော်တို့အပျော်ရွှင်ရဆုံးသောအချိန်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဆင်ခြင်ကြည့်ဆင်ခြင်ကြည့်တဲ့အခါမှာတကယ်ဖရာတခင်ရဲ့မျက်မှောက်တော်ထဲမှာဖရာတခင်ရဲ့ချစ်ချင်းမေတ္တာနဲ့ကျွန်တော်တို့အတူတကွမေတ္တာစုတွေပေါင်းစည်းတဲ့အခါမှာအင်မတန်မှပျော်ရွှင်တာဖြစ်ပါတယ်ဒီမေတ္တာစုထဲမှာလည်းပဲပေါ့နော်မေတ္တာစုတွေအများကြီးအတူရှိတယ်ကျွန်တော်မိတ်ဆွေတွေနဲ့အများကြီးအတူရှိနေပေမဲ့လည်း မပျော်ရွှင်နိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်။ကျွန်တော်တို့ဒီအကြောင်းအရာလေးကိုကျွန်တော်တမ်ပိုက်လေးတစ်ခုဖတ်ချင်တယ်။တမန်တော်အခန်းကျင်နေ့အပိုင်းငယ်53နဲ့56ကိုကျွန်တော်အလင်းငယ်ဖတ်ချင်တယ်။တမန်တော်ဝတ္ထုအခန်းကျင်နေ့အပိုင်းငယ်53ကနေအလင်းငယ်ဖတ်ချင်ပါတယ်။လူအပေါင်းတို့ဒီကြောင်းလန်းချင်းရှိသည့်ဖြစ်၍တမန်တော်တို့ဒီများစွာသောနမိတ်လက္ခဏာအောအံဖွယ်သောအမှုတို့ကိုပြကြ၏။ယုံကြည်သောသူအပေါင်းတို့ဒီတဆုတဝေတည်နေကြသဖြင့် မိမိတို့၌ရှိသည်များကိုဆက်ဆံ၍သုံးဆောင်ကြ၏မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပေးလင်လူများစင်ရည်ဒီအတိုင်းအတိအတိတို့အားဝေငှအချင်းကိုပြုကြ၏ထိုသူတို့သည်ဗိမာန်တော်၌နေ့တိုင်းအစဉ်တညီတညွတ်သေးနေ၍ကိုယ်အိမ်၌မုတ်ကိုဖဲ့လက်ကြည်ဖြူရှင်လန်းဝါမြောက်သောစိတ်နဲ့အစာအာဟာရကိုသုံးဆောင်ကြ၏ကျွန်တော်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာအသင်းတော်ရဲ့တမိုင်းဒီအသင်းတော်စပြီးမှတည်ထောင်လာတဲ့တမိုင်းကိုကြည့်တဲ့အခါမှာအသင်းတော်မှာတဆုတစီတဲ့ ဖရာရဲ့မျက်မှောက်တော်ထဲမှာစုဝေးတဲ့အရာတွေကိုကျွန်တော်တွေ့ရတယ်။ဒီအရာကြီးတဲ့အခါမှာကျွန်တော်တို့အစတုန်းကတော့ကျွန်တော်တို့ကျွန်တော်တို့တွေမိသားစုတွေနဲ့အတူတူနေနိုင်ရင်ပျော်ရွှင်ချင်းရှိတယ်ဆိုတာကျွန်တော်တို့အထင်းမှာထင်ကောင်းထင်နိုင်တယ်။ကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်တို့ရာပေါင်းအများကြီးကျွန်တော်တို့စုဝေးလာရင်ကျွန်တော်တို့အလိုလိုပျော်ရွှင်လာမယ်လို့ကျွန်တော်တို့ထင်ကောင်းထင်နိုင်တယ်။ကျွန်တော်တို့ပါတီတွေအများကြီးလို့ပါတီတွေအကြီးအကျယ်လို့ရင်ကျွန်တော်တို့ပျော်ရွှင်နိုင်မယ်လို့ထင်ကောင်းထင်နိုင်မယ်။မိတ်ဆွေ ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖယားတခင်ရဲ့ချစ်ချင်းမြတ်တာမပါဘဲနဲ့ဆိုရင် ကျွန်တော်တို့ဘလောက်ပဲစီဝေးစီဝေးကျွန်တော်တို့ဘလောက်ပဲစုစီစုစီပျော်ရွှင်မှုဆိုတာကမရှိနိုင်ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်တုတ်တန်ကြအခန်းကြီး15အပိုင်းငယ်18ထဲမှာပါပြောထားတယ်လေဆိုတော့စူအောင်ဖြိုးသောနွားတကောင်လုံးကိုတဲ့အချင်းချင်းအညိုးနဲ့စားရတာထက်ချစ်ချင်းမြတ်တာပါတဲ့စိတ်နဲ့ဟင်းတဲ့ဆာကသာရွက်ကောင်းတယ်လို့ပြောတာဖြစ်တယ် ဆိုတော့ကျွန်တော်ဒီထဲမှာကျွန်တော်အားပေးခြင်းနဲ့အရာကဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့အမြဲတမ်းအမြဲတမ်းဘုရားကြောင်းမှာကျွန်တော်စုဝေးလာတဲ့အရာကဘယ်အရာတွေ့လဲဆိုရင်ဒီနေ့ကျွန်တော်တို့ဘုရားသခင်ရဲ့မျက်မှောက်တော်ဖြစ်တဲ့ဘုရားသခင်ရဲ့ချစ်ခြင်းမြတ်တာဖြစ်တဲ့ထိုချစ်ခြင်းမြတ်တာကိုဒီနေ့ဒီနေရာမှာကျွန်တော်တို့အတူတူဝေမျှ sharing လုပ်ဖို့ရတော့ဖြစ်တယ်ကျွန်တော်တို့ဒီပဝန်းကျင်မှာကြီးတဲ့အခါမှာလူတချို့သောအရာတွေကကြော်ရွှင်ဖို့ရအတွက်ဆိုပြီးတော့မှယမကာဆိုင်သွားတယ် 表兄婆伢多，他恰到你伢的妈表下家嘞。你下你的表里家，楼下嘞表里家，看哪边撇的？伢以为表里路天水的，哎呀的，歪撇的。你哎呀的，要给表兄母阿叔哥变来不？表兄母阿叔哥变来的哎呀个，怕伢的看见面貌倒天马撇的。阿门，怕伢的看见阿都西心家撇出来个表表兄母阿叔变来哪撇的？没水电得给表兄请的啦，没水电也不枉嘛。表兄说撇单请来收银。 ဘယ်တော့မှကိုယ်အိမ်ထဲမှာကိုယ်တယောက်ထဲစိုးစားပြမမနေပါနဲ့ဘယ်တော့မှပျော်ရွှင်စရာကောင်းမယ်ထင်တဲ့ယမကာဆိုင်ဒီမှာဂိမ်းဆိုင်ဒီမှာကျွန်တော်တို့ပဝဲချီမှာသွားရှာကြည့်ပါတင်ဟာဖရားတခင်ရဲ့မျက်မှောက်တော်နဲ့ဝေးတဲ့နေရာရှာလေရှာလေတင်ဟာကြာလိုက်မောပါပဲအဖတ်တင်တယ်ဖရားရဲ့အိမ်တော်ထဲမှာဖရားရဲ့သားသမီးတွေစုဝေးတဲ့အိမ်တော်မှာပဲဖရားတခင်နဲ့အတူအရှိချင်းကအပျော်ရွှင်ဆုံးအရာဖြစ်တယ်မိတ်ဆွေတို့အဲဒါကြောင့်ဒီနေ့လူငယ်တွေအားပေးခြင်းတယ်ကျွန်တော်တို့ရှိနေတဲ့နေရာမှာလူအများကြီးရှိကောင်းရှိမယ် ပျော်ရွှင်စရာတွေရှိကောင်းရှိမယ်။ထိုအရာဒီပျော်ရွှင်စရာကောင်းတယ်လို့သင်မြင်နေတဲ့အရာတွေထက်မှခရစ်တော်ရဲ့မေတ္တာကပိုပြီးတော့မှပျော်စရာကောင်းတယ်ဆိုတာအပြည့်ချင်တယ်။ကျွန်တော်လူတွေထဲမှာပျော်ရွှင်စရာရှာတဲ့အရာတွေထက်ခရစ်တော်ထဲမှာရှိတဲ့စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုရှာရအောင်လို့နံပါတ်1တစ်ချက်အနေနဲ့အပြည့်ချင်တယ်။